မြန်မာနိုင်ငံမန္တလေးမြို့နီးစကိုင်းမြို့ကိုဗဟိုပြုကပြင်ရ9.8အဆင့်ရှိငလင်ကြီးတစ်ခုနဲ့နောက်ဆက်တွဲငလင်နေမလ28ရက်ကစတင်လုပ်ခိုက်ခဲ့တာကြောင့်အိမ်နောက်စုတသိန်း28965စုလူဦးရေ6,2206ဦးငလင်ပေးတင်ခဲ့တယ်လို့အမျိုးသားတဘာဝဘေးရည်ညင်ဆိုင်ရာကော်မတီဥက္ကဋ္ဌဒုတိယပူဇော်မှုကြီးစိုးဝင်းကပြောကြားခဲ့ပါတယ်။2025ခုနှစ် AP 25ရက်ကကျင်းပတဲ့အမျိုးသားတဘာဝဘေးရည်ညင်ဆိုင်ရာကော်မတီအစည်းအဝေးမှာသူကပြောကြားခဲ့တာဖြစ်ပါတယ်။ မလ28ရက်မှာလှုပ်ခတ်ခဲ့တဲ့အင်အားပြည့်မြေငလင်ကြောင့်နေပြည်တော်ကောင်စီအပါအဝင်တိုင်းဒေသကြီးပြည်နယ်10ခုမှာထိခိုက်ပျက်စီးခဲ့ရပြီး အင်နာစု38965စုလူဦးရေ639206ဦးငလင်ပေးကြုံတွေ့ခဲ့ကြရတယ်လို့နာဆကတူဥက္ကဋဒုတိယပူကြုံမှုကြီးဆိုဝင်ကပြောပါရယ်ကယ်ဆယ်ရေးစကန်135ခုကိုပြောင်းရွှေ့နေထိုင်သူ48656ဦးရှိပြီးမိမိအစီအစဉ်နဲ့ပြောင်းရွှေ့နေထိုင်သူ39239ရှိကြောင်းငလင်ပေးတင်ခဲ့ပြီးမယ်မိမိတို့ရဲ့နေအိမ်တွေမှာနေထိုင်လို့ရတဲ့အတွက်ဆက်လက်နေထိုင်သူ42311ဦးရှိကြောင်း DMC ရဲ့ AP23 ရဲ့စီရင်ရာတည်ရပါတယ်အဲ့ဒီလိုပဲနေပြီးတော့ကောင်စီအပါအဝင်တိုင်းဒေသကြီး ီးနဲ့ပြည်နယ်ဆက်ကူမှာ AP24 ရဲ့ကကနဦးစီးရင်တွေအရာလူနေရင်6354လုံးစာတင်ကြောင်း6852ကျောင်းဖုန်ကြီးကြောင်းနဲ့တီလရှင်ကြောင်း9484ကျောင်းဇီဒီပထိုး9342စုအခြားဘာသာရေးအစာဦး613လုံးစေယုံစေကန်986လုံးယထာလန်56ခုလမ်း982ခု အမြန်လမ်းပိုင်း198ခုစေတမန်986ခုတရား182စင် Transformer 353လုံးပျက်စီးဆုံးရှုံးခဲ့ကြောင်းသိရပါတယ်။ အဲ့ဒီပျက်စီးဆုံးရှုံးမှုတွေကိုကာလာတိုကာလာလက်ကာလာရှီခွဲကြပြီးအစင်းလိုက် PCA စီမံဆောင်ရွက်သွားကြဖို့နတ်ဆက်ကဒုက္ခဒဒုတိယပို့ချုပ်မှုကြီးစိုးဝင်းကပြောပါတယ်နိုင်ငံတကာမှာကာလာတိုပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို6လမှ12လအထိကာလာလက်ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုတစ်နှစ်မှနှစ်နှစ်အထိကာလာရှီပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုနှစ်နှစ်မှ9နှစ်အထိလိုအပ်ရင်10နှစ်အထိဆက်သပြေဆောင်ရွက်လေ့ရှိကြတဲ့အတွက်မိမိတို့နိုင်ငံရဲ့အရင်းအမြစ်ပေါ်မှာမူတည်ပြီးကဏ္ဍခွဲခြားဆောင်ရွက်သွားမယ်ဆိုရင် အမြန်ဆုံးပြီးမြောက်အောင်မြင်တဲ့ပြန်လည်ထူထောင်ရေးနဲ့ပြန်လည်တည်ဆောင်ရေးလုပ်ငန်းတွေကိုဆောင်ရွက်နိုင်မယ်လို့သူကပြောပါတယ်။ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာအဓိကလိုအပ်ချက်မှာပြီးလက်မြင်နဲ့ဆောက်လုပ်ရေးပစ္စည်းတွေဖြစ်ရာအင်ဆောက်ပစ္စည်းတွေကိုဈေးနှုန်းမြင့်တင်ရောင်းချလျက်ရှိတဲ့အတွက်ပြည်သူတွေမှာအခက်အခဲဖြစ်နေကြပါတယ်။မြန်မာနိုင်ငံမှာပြီးလက်မြင်စက်ရုံကိုယုံမှာငလေမလုံမီကတရက်ကို3900တန်း6သိန်း14000အိတ်ထုတ်လုပ်ခဲ့ပြီးမြေငလေလုံပြီးနောက်ပိုင်းစက်ရုံ6ရုံမှာပြီးလက်မြင်18100တန်း3သိန်း42000အိတ်ထုတ်လုပ်ပြီးလျက်ရှိကြောင်း မေလ15ရက်မှာပီလက်မီ2100တန်း4,4200 8ထွက်ရှိနိုင်ပြီးထပ်မံတိုးမြင့်ထုတ်လုပ်သွားမှာဖြစ်ကြောင်းစက်မှုဝင်ကြီးဌာနပြည်တော်စုဝင်ကြီးကအစည်းအဝေးမှာပြောကြားခဲ့ပါတယ်။အဒီအပြင်စက်တင်ဘာလမှာပီလက်မီ3200တန်း6,4200 8အထိထွက်ရှိအောင်ထပ်မံတိုးမြင့်ထုတ်လုပ်နိုင်ရေးဆောင်ရွက်သွားမှာဖြစ်ကြောင်းပီလက်မီတအိတ်ဈေးနှုန်းကိုလည်းတအိတ်ကို18000ကျပ်ဖြင့်ဈေးတင်အဆောက်အုံတွေကိုရောင်းချပေးဖို့ က်ဆိုင်ရာစက်ရုံတွေကိုဈေးနှုန်းသတ်မှတ်ပေးထားကြောင်းသူကပြောပါရတယ်။အဲဒီနောက်နတ်ဆကဥက္ကဋ္ဌကငလင်ဘေးတင်စကိုင်းတိုင်းဒေသကြီးပြည်내ထူထောင်ရေးအတွက်ငွေကျပ်90ဘီလီယံ၊မန္တလေးတိုင်းဒေသကြီးအတွက်ငွေကျပ်60ဘီလီယံ၊နေပြည်တော်ကောင်စီနယ်မြေအတွက်ငွေကျပ်10ဘီလီယံ၊ရှမ်းပြည်နယ်အတွက်ငွေကျပ်9ဘီလီယံစသဖြင့်ထောက်ပံ့ပေးခဲ့ပါရတယ်။လက်ရှိမြန်မာနိုင်ငံမှာမတ်လ28ရက်နောက်ပိုင်း AP 23ရက်အထိငလင်လှုပ်ခတ်မှုအနေနဲ့155ကြိမ်ရှိခဲ့ကြောင်းနောက်ဆက်တွဲငလင်ငယ်လှုပ်ခတ်မှုတွေမှာပြည်မြ Register Scale 4နဲ့အောက်အများစုဖြစ်ပြီး Rochester Skate ငါးဝင်းကျင်တစ်ကြိမ်ခန့်တာရှိခဲ့ကြောင်း AP 23ရဲ့နောက်ပိုင်းမှာနောက်ဆက်တွဲငနေလောက်ခတ်မှုရှိသေးကြောင်းသိရပါဗျာ